ကျွန်တော်မန္တလေးအိမ်ရတော့နယံနေအကုန်လုံးပြိုသွားတယ်လူတော့ထိခိုက်မှုမရှိသွားဘူးအဲ့ဒါလေးကတော့ဝမ်းသာစရာပေါ့နော်ဟိုအစိုးရအကောင်ပေါ့ခုတော့အဲ့ဒီအုတ်တိုင်းတွေကိုပြန်မဆောက်ဖြစ်သေးဘူးအဓိကကျွန်တော်တို့မိုးကာလိုပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ကာထားရတယ်ပေါ့နော်ပြန်ဆောက်တာဘယ်လိုဘယ်လိုဖြစ်လို့လဲပတ်စံမှမရှိရကျွန်တော်မှာ ျွန်တော်မန္တလေးအိမ်ရတော့နယံနေအကုန်လုံးပြိုသွားတယ်ပြီးတော့ကျွန်တော်အိမ်ရကြတော့ကျွန်တော်ငယ်ငယ်လေးတည်းကနေခဲ့ရဆိုအဲ့ခေတ်တုန်းကတော့ဟိုဟာပေါ့နံကက်လို့ခေါ်တာပေါ့နော်အုံနဲ့ဒါတက်သားတိုင်နဲ့စောက်ထားတာဆိုတော့အိမ်ကတော်တော်ဟောင်းနေပေမဲ့ဘာမှမဖြစ်သွားဘူးဒါပေမဲ့ အုံတိုင်းနေအကုန်လုံးကတော့ဘေးပတ်ပတ်လင်မှာတော့ပြိုကျသွားတယ်ပေါ့နော်ကျွန်တော်တို့လည်းမနေတာကြာပြီဆိုတော့အခုတော့အဲ့ဒီအုံတိုင်းနေကိုပြန်မဆောက်ဖြစ်သေးဘူးအဓိကကျွန်တော်တို့မိုးကာလိုပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ကာထားရတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပဲကျွန်တော်လည်းထားထားသိပါတယ်ဟုတ်ဖြစ်တော့အိမ်မှာတော့တခြားကိုကိုညမှာမိသားစုအဲအမျိုးတွေတော့ရှိတယ်လူတော့ထိခိုက်မှုမရှိသွားဘူးအဲ့ဒါလေးကတော့ဝမ်းသာစရာပေါ့နော်ဟိုအစိုးရအကောင်ပေါ့ အဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ကိုယ်တိုင်လည်းဒါမန္တလေးကျွန်တော်မန္တလေးမှာသွားပြီးတော့လူပင်မဲ့လည်းမန္တလေးအိမ်ကိုမရောက်ဖြစ်လိုက်ဘူးအဲ့ဒါလေးတော့တခုရှိဟုတ်မရောက်ဖြစ်လိုက်ကျွန်တော်အရင်အဲ့မှာအလုပ်ကိစ္စတွေကို၂ရက်၃ရက်လောက်ကျွန်တော်ဖြတ်ပြီးတော့သွားလိုက်ရဆိုတော့ကျွန်တော်ကမန္တလေးရောစကိုင်းရောသွားလိုက်တာဆိုတော့အဲ့မှာအချိန်ကအရင် rush ဖြစ်သွားလူကျင်တဲ့နေရာကြီးများနေတော့ကြတော့ ခံစားရတာတော့ဟိုဘယ်လိုခေါ်မလဲဝမ်းနေတဲ့စိတ်ပေါ့နော်ဟိုစိတ်မကောင်းတဲ့စိတ်ပဲဖြစ်တာပါဟိုလိုမျိုးကြီးတော့ဟိုမဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့ဟိုမိသားစုဆုံရှုံရတဲ့တွေလည်းအများကြီးဒါဖြီးခဲ့ရဲဆိုတော့လေဟိုကျွန်တော်တို့အနေနဲ့ကတော့ဟိုဝမ်းနေစိတ်မကောင်းဖြစ်ရုံကလွဲပြီးတော့ကိုတက်နိုင်တဲ့ဘက်လေးကနေပဲကူညီခဲ့ရပဲရှိပါတယ်ဟိုလိုမျိုးတော့ဟိုတသက်ကြီးတော့ဟိုအရင်ကြီး fee ဖြစ်တာတော့မရှိပါဘူးဟုတ်ကဲ့အိမ်ကတော့မရှိနေနေလား ကျွန်တော်လူတွေနေနေသေးတယ်ခင်ဗျဟုတ်ကျွန်တော်ကတော့19နှစ်လောက်အနှစ်20လောက်တည်းရန်ကုန်ရောက်လာတာဆိုတော့ဟုတ်အဲ့တော့လေပြန်ပြင်ရမှာဟုတ်အလုံးကအကုန်လုံးပြန်ပြင်အိမ်ကလည်းတော်တော်ဟောင်းနေပါပြီပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းမနေတော့ဘူးဆိုတော့ဟို အဲ့အုံနေရစာခုနပြောသလိုအုတ်တိုင်းနေရစာကျွန်တော်တို့ဒီမိုးကနေပဲပြန်ကာထားတယ်ပေါ့နော်အကုန်ကြအနည်းဆုံးဖြစ်အောင်လို့ဆိုပြီးတော့ဟုတ်ကျွန်တော်ဟိုအမျိုးတွေတော့ရှိပါတယ်ဟုတ်ငွေပြန်နေနေရဆိုပြန်ပြင်းလုံးဝပြန်ဆောက်တာဘယ်လိုဘယ်လိုဖြစ်လို့လဲပတ်စံမှမရှိရကျွန်တော်မှအဲ့ဒါပြင်ဖို့ပတ်စံမှမရှိရအဲ့တော့အဲ့အိမ်ကိုပြင်မယ်ဆိုရင်အစာဆုံးပြန်ပြင်ရမှာဆိုတော့ပတ်စံလည်းကုန်တယ်ဆိုတော့ဟိုဟိုဒီတိုင်းလေးပဲထားထားတာပါဟုတ်အနည်းအကုန်ကြအနည်းဆုံးဘယ်လိုဖြစ်မလဲဆိုရဲ့အရာနဲ့ပဲဟုတ် ဟုတ်အဲကျွန်တော်အပိစကားဆိုတာတည်းသူတို့ကိုယ်တိုင်ဟိုဒါတော်တော်လေးကိုစိတ်သက်ခိုင်မာတဲ့နေရာမှာပါကြရတယ်ပေါ့နော်အဲ့ဒီအတွက်လဲဟိုဟိုဝမ်းသာပါတယ်ဘာပြောမန္တလေးသူမန္တလေးသားတွေကဘယ်တော့မှဆိုဟိုလင်းရင်ပြန်ထဆိုတဲ့အနေထားမှာအများကြီးရှိကြတယ်ဆိုတော့ကျွန်တော်ထူထူတောင်ပြောစရာမလိုပါဘူးခေါ့ကျေးဇူးပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ